အန်ယူဂျီလောက်တဲ့လောက်ရပီဒီအက်လောက်တဲ့လောက်ရကဒါမျိုးလောက်တာမဟုတ်ဘူးအဟမ်းကျွန်တော်ပြောတော့စီးကြစိန်တွေညီလိုင်းရေလမ်းကြောင်းကိုကျွန်တော်တို့ရှောင်ဖဲပြီးမှအကျမ်းပဲလမ်းစဉ်ကိုပဲသူတို့ရွေးကြတာဖြစ်တယ်ကျွန်တော်ပြောတော့ဘယ်အီအီဝင်မှပေါ့နော်ရှာကြပါရှိရင်တော့ရှာပါလို့ကျွန်တော်ပြောခဲ့ဘယ်အီအီဝင်မှဘုံကြီးနေမှာတာဘူးဘယ်အီအီဝင်မှကျွန်တော်တို့ကြောင်းเสียဆက်မတယ်မတတ်ဘူးကြောင်းနေမီးမရှို့ဘူးအဟမ်းဆေးရုံနေဆေးကနေမဖြတ်စေဘူးအဟမ်းဒီလောက်ရတွေကိုသူတို့လုံနေတာဖြစ်တော့ဟိုတနေ့ကဖန်တရာမှာ9000မရတော့1000ဖြစ်သွားပြီတဲ့ အာမင်းအောင်လိုက်လက်ထက်မှာအခုခုဟိုတနေ့ကအင်းဟုတ်ပြီနော်မင်းအောင်လှိုင်တို့ခိုးတယ်ဆိုတာလေကဘာမှာဘလူမကိုတိုက်တာလို့မရအောင်ခိုးတာအဲ့ပွဲအနေနဲ့ကတော့အကုန်လုံးဟိုအားရစရာကောင်းပါလေဒါပေမဲ့တိုက်ပွဲများကိုဖော်ဆောင်တဲ့ချိတ်ဆက်မှုနဲ့နိုင်ငံရေးအရဟိုကျွတ်တင်ဆွေးနွေးတဲ့အပိုင်းမှာတော့အားရစရာမရှိသေးပါဘူး ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါနိုဝင်ဘာလ29ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုသတင်းကောင်းလေးတွေကိုအရင်ဥစွာပြပြပေးချင်ပါတယ်ပြီးတော့ရင်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့မြင်းကျန်ခရိုင်ကဒေါ်လာရင်းတက်ဖွဲ့9ဖွဲ့ပေါင်းပြီးတော့မှအထူးလှုပ်ရှားစစ်ကြောင်းဖြစ်ပွဲစည်းခဲ့ပါတယ်ဒေါ်လာရင်းအားကုန်တဲ့မန္တလေးတိုင်းမြင်းကျန်ခရိုင်အတွင်းကဒေါ်လာရင်းတက်ဖွဲ့9ဖွဲ့ကပူးပေါင်းပြီးတော့မှအထူးလောက်ရှားစစ်ကြောင်းဖြစ်ဖွဲ့စည်းလိုက်တယ်ပေါ့နော်မြင်းကျက်ခရိုင်အတွင်းမှာပြန်ချင်းနေတဲ့တရင်တက်ဖွဲ့တွေကစူးစီးညီညွတ်စွာစစ်ရေးပေါ်ဆောင်နိုင်မှုနဲ့ခရိုင်အတွင်းစုပ်စုကိုတက်ခိုက်နိုင်မှု ဒေတာတွေဒါနေပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုအထူးနဲ့ဒဲနဲ့ကောက်ကွက်နိုင်ဖို့မြင်းကျက်ခရင်အထူးလှူရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်တဲ့အကြောင်းကိုဒေါ်လာ8တက်ဖွဲ့ကနိုဝင်ဘာလ28ရက်နေ့ညမှာထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။မြင်းကျက်ခရင်အထူးလှူရှားစစ်ကြောင်းမှာမြင်းကျက်တောင်သားနထိုးကြီးငဇွန်းမျိုးရည်တွေကအဖွဲ့တွေဖြစ်တဲ့နထိုးကြီးဒါကြောင့် MPDF ပေါ့နော်ဒါနထိုးကြီး People Defense Force တောင်သား People Defense Force TDA PDF နထိုးကြီး Gorilla Food NGF မြင်းကျက် Blood Tiger MPD ဝမ်မိုကော်လန်ငဇွန် PDF ငဇွန်မီနဂါတပ်ဖွဲ့အာမန်သေးပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ကောင်းပါတယ်။ဒါမြင်းချန်အတွက်ကိုအင်မတန်မှကောင်းတဲ့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းလေးပဲဖြစ်ပါတယ်။ကျေးဇူးလေးတင်ပါတယ်။လေးလေးလေးစားပါတယ်။အဲ့လိုမျိုးစူပေါင်းမှုတွေကိုကျွန်တော်တို့ကလိုချင်နေတာပါ။ဒီလိုမျိုးတွေလှုပ်ပေးနိုင်ခဲ့တဲ့အတွက်ကိုလည်းဝမ်းသာပါတယ်။နောက်ထပ်သတင်းလေးကတော့ဂျီစီယာသတင်းလေးပေါ့။ဂျီစီယာသတင်းလေးလည်းဖြစ်တယ်လို့စစ်တပ်ကစစ်သားတွေအတွက်ကိုပေါ့နော်စိတ်မကောင်းစရာသတင်းလေးပေါ့။ဒါကဘာလဲဆိုတော့ခင်ဦးမှာစစ်ကြောင်းပြတ်သွားတဲ့စစ်သားတွေရဲ့အလောင်းတွေကို ော်လန်အိတ်တက်တွေကမီးရှို့ပြီးတော့မှနေမြေပေါ့နော်ဒါကျွန်တော်တို့ရှင်းလင်းခဲ့ရတယ်ပေါ့နော်စစ်သားလောင်း30ဝန်းကျင်ကိုမီးရှို့ပေးခဲ့ရလို့သိရပါတယ်စကိုင်းတိုင်းခေဦးမြို့နယ်မှာစစ်ကြောင်းပြတဲ့တွေတိုက်ခတ်ခံရတဲ့စစ်ကောင်တွေတပ်သားတွေရဲ့အလောင်းတွေကိုမီးရှို့တကြိုပြီးတော့မှနေမြေရှင်းလင်းရေးဆောင်ရွက်ခဲ့တယ်လို့ခေဦးပတ်ခပ်ပါကနေပြီးတော့မှအာနိုဝင်ဘာလ28ရက်နေ့မှာထုတ်ပြန်လာတဲ့ခေဦးမြို့နယ်မုံလကြီးရွာမှာအထိုင်ကျတဆွဲနေထိုင်ခဲ့တဲ့စစ်ကောင်တွေတက်တဲ့ဒါထိတ်တိုက်ပေါ့နော်တိုက်ပွဲပေါ့နော်နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းမှာမုံရွာဒါကျွန်တော်မုံလ ပင်စင်ကင်ကြည်စုအောင်သားရနော်ကာဘိုလမ်းကြောင်းအတိုင်းတက်တဆိတ်ဆုတ်ခွာသွားခဲ့တယ်လို့လက်ဒီကောင်တွေသိရတယ်ဗောနော်တိုက်တိုက်ပွဲတွေပြီးမှဒီကောင်တွေဆုတ်ခွာတာဗောနော်ဆိုတော့နိုဝင်ဘာလ28ရက်နေ့မှာဒေါ်လိုင်းအရာစုတွေကတိုက်ပွဲဖြစ်ပေါ်ရာနေရာကိုနေမင်းရှင်းလေးတွားဆောင်ရွက်ခဲ့ပါတယ်စစ်ကောင်စီတပ်ရဲ့အလောင်းတွေကိုမျိုးနယ်ပြည်သူ့ကော်မတီအဖွဲ့ပကပရဲဘော်တွေကတချိုးပေးခဲ့ရတယ်လို့သိရပါတယ်။အော်မင်းတို့ကိုယ်စစ်သားတွေတော့ကိုလာတချိုးလေးကွာမင်းတို့ကလည်းတကယ်ပြောတာအဲ့လိုယူတော့မလုံနဲ့လေကွာ။မီးရှို့ခဲ့တဲ့ရုပ်လောင်းတွေနဲ့ပါတဲ့ဗိုလ်ကြီးအစ်စ်နေတဲ့တပ်သားတွေအများဆုံးဖြစ်တယ်လို့လည်းအတည်ပြုထားတယ်ပေါ့နော်။အော်ကို ့ရဲဘော်တော်တော့မှလာပြီးမကယ်နိုင်တဲ့အပြင်ကိုလာတော့မကြိုပေးနိုင်တဲ့ဘုရားအေးဘော်အဲ့ကြောင့်မင်းတို့ငါပြောတာဗောမင်းတို့နော်မင်းတို့မင်းတို့အဲ့မှာပဲမင်းတို့အဲ့စကန်းချမှာတဲ့နေရာမှာပဲမင်းတို့တင်းချန်ကုန်းမှာတခါလဲစောက်ထားလို့ငါရှေ့မှာတည်းပြောထားတာမင်းတို့စောက်မစောက်လားအဲ့တော့မင်းတို့လမ်းမေးလမ်းမေးမှာခွေးခွေးတောင်းသားလို့တေးကြဗောခွေးလို့နွားလို့တလိဆန်လို့တေးကြဗောနော်အဲ့တော့ခွေးတွေနွားတွေတိတ်ခါကြပါတယ်ကွာโอเคဆိုတော့နောက်တဲ့တဲ့လေးကတော့အာသပါအာသတဲ့လေးပါဘာဟာသလဲဆိုတော့ဘောမယုံလေးသူတင်တဲ့ရုပ်ရှင်ပေါ့နော် ဘာဘာဘာဇက်ကားလည်းမသိဘူးကျွန်တော်ကျွန်တော်တော်မှဒီကောင်ဒီကောင်ဇက်ကားတင်ထားသေးတယ်ဒီကောင်ရဲ့ဇက်ကားနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးပေါ့နော်အချင်းညာပေးနေတဲ့အဲ့အဲ့မျိုးပေါ်ကဒီရန်ကုန်မျိုးပေါ်ကဘောမအမှုပညာရှင်တွေအောက်တန်းသားတွေပေါ့အောက်တန်းသားတွေဂျင်ညာပေးတာတွေ့လိုက်သေးတယ်အဲ့ရုပ်လေးရုပ်ရှင်ကိုကြည့်မဲ့သူမရှိလို့ယုံပေးလိုက်ရတယ်တဲ့စစ်တပ်ထောက်ကတည်းကဖြစ်တဲ့ကြောင့်မလို့ပြည်သူတွေရဲ့ boycott ပြတဲ့ခံနေရတဲ့ယုံလေးရဲ့ရုပ်ရှင်ပထမဆုံးယုံတင်တဲ့နေ့မှာကြည့်ရှုမဲ့သူမရှိတဲ့ကြောင့်ပဲ့လိုက်ရတယ်လို့ယုံလေးကသူ့ရဲ့ Facebook စာမျက်နှာမှာရေးထားတယ်ပေါ့နော်ဆိုတော့ဒီကောင်ကပြီးသွားတော့ဒီကောင်ကဒီ ရုပ်ရှင်ရိုက်ကူးရေးလဲဒီကောင်အမှုပညာလောကအနေနားမယ်ဆိုပြီးတော့မှဒါတင်လာတယ်ပေါ့နော်တင်ပြီးတော့အဲတဏှာကြီးကြော်ကြမှာဒီကောင်ပြန်ဖြတ်သွားတယ်ပေါ့နော်အဲဒီကောင်ကိုပြန်အားပေးကြတဲ့သူတွေရှိပါတယ်နာမည်ကြီးပေါ့ဗျာသားစစ်တို့ပါတို့သားစစ်တို့ဟိုကျွန်တော်တို့ဟိုဘောမသားစစ်အဲသူသူသူနဲ့ပတ်သက်ပြီးတော့မှထူးအယ်လင်းတို့မြင့်မြတ်တို့ပဲနေမှာပေါ့ဗျာသူအားပေးကြရလို့သိရပါတယ်အားပေးမနေနဲ့မင်းတို့ကပြည်သူအစိတ်ခတ်နေတဲ့ကောင်နဲ့မင်းတို့ပေါင်းနေတယ်မင်းတို့အောက်တန်းသားအမှုပညာရှင်နဲ့တစ်ချိန်ကျရင်မင်းတို့ဘောင်ချာဆုပ်ခံရမှာနော်အဲ့ဒါမင်းတို့သိထားဖို့လိုတယ်နောက်ထပ်တဲ့တဲ့တွေကတော့ တနင်္လာရီတိုင်းရေပြူပြွနယ်မှာခလာရ၄၃ညလေးတရင်ကစစ်ဗုဒ္ဓတပ်သားတဲ့၅ဦးကတနက်၅လနဲ့ခင်းရည်ယူဆောင်လာပြီးတော့မှအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကိုဘာထူးအာမီဘေးရှိကတာဝန်ရှိသူတို့ကပြောပါရယ်။နိုဝင်ဘာလ28ရက်နေ့နော်ဒါအဲ့မှာဒါဒီညီကိုတွေကအလင်းဝင်ခဲ့တာဗောနော်အလင်းဝင်စစ်ဗုဒ္ဓတပ်သားတဲ့၅ဦးက MA1 တနက်၃လ MA2 တနက်၁လ MA4 တနက်၁လဂျီဘောက်18ခုအင်နာကဘုံသီးနှလုံးနဲ့ Firefighter G 1162မှ9000နဲ့အတူအလင်းဝင်ရောက်လာတာဖြစ်ပြီးတယ်။အလင်းဝင်လာတဲ့ ဒါကျွန်တော်တို့၅ဦးပေါ့ဗောနတဦးနေစုချင်းကိုတိန်းလေးတည်းချိမိခဲ့တယ်သူတို့ရဲ့သဘောဆန္ဒတိုင်းပြည်ပကိုတောင်းရောက်အလုပ်လုပ်နိုင်ရန်ကုညီဆောင်ရွက်ပေးခဲ့တဲ့ကြောင်းလည်းသိရပါတယ်ဝမ်းသာပါတယ်အလင်းလဲဝန်နိုင်ခဲ့တယ်ပြည်ပအနေမှာလည်းအခြေချပြီးတော့မှအလုပ်လုပ်ကံကိုလည်းရမယ်ဂျေစုတင်တဲ့ညီကိုများနော်ဒီလိုမျိုးအလင်းဝင်ရောက်ပေးတဲ့အတွက်လည်းဂျေစုများကြီးတင်တဲ့အဲကျွန်တော်ပြည်ပမှာလည်းအလုပ်ကံတွေအများကြီးအဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ဗျပလာတာကြီးကလေဂျေစုတင်တဲ့အနေနဲ့ပေါ့โอเคဆိုတော့သတင်းလေးနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါအဲပရမအုပ်စွာဒါကျွန်တော်တို့ ုကဲနဲ့ကျွန်တော်အောင်ပန်းညိုတို့ရဲ့သူတို့ဟာသာဗီဒိုလေးရိုက်နေရပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အာဘိုကြီးကဲနဲ့ရဲဘော်ညိုတဲ့အဲ့တော့စကားစနဲ့မအားလာကိုဘိုကြီးကဲနဲ့ရဲဘော်ညိုဘလိုတောင်ရှယ်ဆဲထားလိုက်နားတော့ကြည့်အောင်ဘိုကြီးကဘယ်ဘက်ကဟေးအောင်ကောင်းရင်ကောင်းတယ်လို့ပြောရမှာပေါ့ကွာမကောင်းရင်မကောင်းတယ်လို့ပြောရမှာပေါ့ဟိုဘက်တွေဒီဘက်တွေလုံမနေနဲ့ဟုတ်ရှင်းလားငါဘက်ငါဘယ်ဘက်ပါပါကွာငါကျင်းနေတာတော့ဟမ်ငါတို့ဘာဖာကြီးอ่ะဟာဖြစ်သွားပြန်ပြီ ငါတို့ဘဘကြီးကငါတို့ပြည်သူ လူထုပေါ့ဟမ်စေတနာမြတ်တာဒါအခုသူတက်လာတဲ့ဟမ်ယာယီသမရဖြစ်တဲ့အခုကုပ်စိန်းလုံးတွေကြီးလိုက်ဟမ်ဘလောက်ဝှထိတက်နေတာလေအဲအခုစံသေးတွေကြီးလိုက် စီသေးတွေကြီးလိုက်ဟမ်ပြည်သူ လူထုအခြေအနေကိုကြီးလိုက် နော်သူကကောင်းကောင်းပြောနေရလားနိုင်ငံအခြေအနေကိုကြီးလိုက်အကောင်လုံးကဖယောဖယဲနဲ့ဟမ် ဘယံဗရာရေပဲဒါကြောင့်ငါပပကြီးကတခွန်းသေးသောတကောက်ပဲပြောချင်တယ်ပပကြီးဒါပြောအဲဟမ်ဟေးလိုးမာသားဟာမဆဲနဲ့တော့အခုကလိုက်ပေးတာတို့ဟာဟာပြီးတော့အသေးပြီးတာတော့ဖမ်းနေတာဆဲပုံမှုကြီးမယ်ဆဲတော့လီးပြလားကွာဟုတ်ငါလိုးမာမေးအောင်လိုက်ဝေးကဲဆဲနေတယ်များသွားဆဲရဲဘော်နေနားပေါင်းဆဲရဲဘော်နေကရောရင်ဟူပတ်မယ်ဆဲတယ်ကွာဟာဟေးလိုးမာသားသူတယောက်နဲ့စောက်လုပ်ပြီးရှုပ်နေတယ်တကယ်ကတော့ငါညီမနေက တော့တော့လည်းငင်းငင်းမနေရ။အဲ့ဒါပဲဘိုးကြီးကဲကြတော့အဲ့ဒါမင်းစင်စားကြီးဒီတုံးဝဲရလာအချိန်နေလေဟုတ်လားဟုတ်လားအဲ့ဒါဘိုးကြီးဖောင်းဝဲထားတာလေအဲ့ဒါပေါ်ဒါဆွဲလို့ပါလာလို့ပါဟာပေါ်ဒါဆွဲတုံးဝဲတော့မရဘူးတော့ဘိုးကြီးကဲအဲ့ဒါကြောင်မလိမ့်နဲ့အခုနောက်ပိုင်းနေမှာပေးနေမင်းပါတိလဲဟမ်เออรู้มาละแม่งเลยเออเสียเนี่ยเอ้ยกอกกวยปี้ตัวอีกกูยุ้ยกอกกวยลงมาเนาะไอ้ยุ้ยกอกกวยปี้ตัวบ่อยว่าไอ้เสียเนี่ยมา ။အဲ့တော့အေးစင်းနေနေမနေနေဘယ်နဲ့ကွာမင်းစင်းတဲ့သူတယောက်တည်းအခုလည်းအတက်ကမနေတော့ဘူး။ငားဆိုလည်းမနာဘူးမဟုတ်တော့ကတက်လို့ယာယီသမရတဲ့တက်လို့ဟမ်ဒါကွေးဝင်ကြီးတွေလည်းသူတယောက်တည်းစောက်လို့တွေရှုပ်ပြီးတော့တိုင်ငါလုံးနဲ့ကောင်းအောင်မနေအောင်အိမ်ကောင်းရင်မအိရစားကောင်းရင်မစားအလုပ်လည်းမလုပ်ရဘန်းတယ်ကွာ။ဘွေးကလည်းဒီ uniform နဲ့သူ့လိုပဲတိုင်းပြီးဒုက္ခထပ်ပေးလို့ရသေးတာမျိုး။အဲ့တော့ဘိုက်တွေရောက်ရေးဘွေးကနဲ့ကျဲပေါ်ကျူเนาะတကယ်မိုက်တယ်เนาะ ဟာမေးအောင်လာဆဲတဲ့ဆဲချက်ကရကျွစိအဲ့တော့ခင်ဗျားတို့အလင်းဝင်လိုက်တော့လို့နော်အမလေးအားလေးဒါမေးသားသမီးတွေနော်အဘသားအဆောင်ပြီးတော့မှဒီလိုမျိုးဟိုပြောတာလေးကိုတော့မှချစ်ဖို့ကောင်းတယ်တဲ့လားမေးသားသမီးတွေဂုံဒရက်ပဲအဲ့တော့မင်းတို့သိဖို့လိုတယ်โอเคဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်မှာဒါအဲ့တော့ NUG ဆိုတဲ့အတန်ကျန်းတာနေဟိုပေါ့နော်ဒါကျွန်တော်တို့အဲဟိုတေမလောက်မုန်းနေတဲ့နော်ဘက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 ်ကြီးပေါ့နော်ဒါကျွန်တော်တို့ဇွန်မဲလုံးဇွန်မဲလုံးရဲ့ပြောစကားတာလေးနောက်တော့ကြည့်အောင် ။ဟိုမှာဗိုလ်ချုပ်တို့ဘက်ကတခုခုအန်ယူဂျီရဲ့လောက်ရလို့ဆွဆွဲလိုက်ရင်ကျွန်တော်တို့ဘက်ကမေးကျင်တယ်။မေးကျင်တော့ညာကျွန်တော်တို့မှာမမေးတာတဲ့အခွင့်အရေးတွေရှိတယ်။အဲ့ဒီအတွက်ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင်ပေါ့နော်။ဒီငါးဆကအနေနဲ့တချို့ဟာတွေဖြေလျှော့ပေးဖို့လိုမယ်လို့ကျွန်တော်ထင်တယ်။ဖြေလျှော့ပေးဖို့အစီအစဉ်ရောရှိမလား။အဲဒါနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ကဒီအကျမ်းပဲအဖွဲစည်းဖြစ်ကျင်ညာထားရင်တော့ကျွန်တော်တို့ဖြေလျှော့ပေးကြတာမရှိပါဘူး။အကျမ်းပဲအဖွဲစည်းဖြစ်ကျင်ညာထားတဲ့အဖွဲစည်းဖြစ်တယ်။ အကျမ်းပဲအဖွဲ့အစည်းဖြစ်ဘာလို့ဂျင်ညာလဲဆိုတာလေလုံောက်တဲ့အကြောင်းရှိလို့ဂျင်ညာရတာပဲဖြစ်တယ်။အကြောင်းပဲတော့ဖြစ်တာမဟုတ်ဘူး။အဲ့တော့မြန်မာနိုင်ငံမှာကျွန်တော်တို့တွေ့ကြတာကျွန်တော်တို့ပြောမယ် EU အဖွဲ့ခုနကျွန်တော်ရေခဲ့တယ်။လက်မှတ်ထိထိုးပြီးသားအဖွဲ့10ဘွဲ့ရှိလက်မှတ်မိထိုးတာ17ဘွဲ့ရှိတယ်။ကျွန်တော်တို့အကျမ်းပဲလို့သူကိုပြောလာ။မပြောပါဘူး။ဘာဖြစ်လို့တော့သူကသူတို့ကလုံနေတဲ့ဟာတွေသူတို့လုံနေတဲ့ဟာတွေဒီတိုင်းသားတွေအရေးနဲ့တိုင်းသားဒေသတွေအရေးကိုသူကတောင်းဆိုနေတာဖြစ်တယ်။ ် NUG လုတ်တဲ့လုတ်ရ PDF လုတ်တဲ့လုတ်ရကဒါမျိုးလုတ်တာမဟုတ်ဘူးအဟမ်းကျွန်တော်ပြောတော့စီးကြစိန်တွေညီလိုင်းရီလမ်းကြောင်းကိုကျွန်တော်တို့ရှောင်ဖယ်ပြီးမှအကျမ်းပဲလမ်းစဉ်ကိုပဲသူတို့ရွေးကြတာဖြစ်တယ်။ကျွန်တော်ပြောတော့ဘယ်အီအီဝတွေမှပေါ့နော်ရှားကြပါရှိရင်တော့ရှားပါလို့ကျွန်တော်ပြောခဲ့ဘယ်အီအီဝတွေမှဖုံကြီးနေမှတာဘူးဘယ်အီအီဝတွေမှကျွန်တော်တို့ကြောင်းဆရာဆဲမတွေမှတာဘူးကြောင်းနေမိမရှိဘူးအဟမ်းဆေးရုံနေဆေးကနေမဖြက်စေဘူးအဟမ်းဒီလောက်ရတွေကိုသူတို့လုံနေတာဖြစ်တယ်။အဲဒါကြောင့်အကျမ်းပွဲအဖွဲ့စီတို့ကျွန်တော်တို့ကြီးညာထားရှိတယ်။အဲဒါကြောင့်မလို့ အကျမ်းပဲအဖွဲ့အစည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါသူ့ရဲ့စီမင်းကဆက်သွယ်ခြင်းဆက်ဆံခြင်းအားပေးခြင်းဆိုတဲ့ဟာတွေကအကျုံးဝင်ပြီးဖြစ်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖြေလျှော့ပေးစရာအကြောင်းမရှိပါဘူးဗျာ။ဟုတ်ကဲ့ကျွန်တော်တို့မီဒီယာနဲ့ကြတော့လေဒတင်းရယူပိုင်ခွင့်ဆိုတဲ့ဒတင်းမီဒီယာကျင့်ဝင်ရလဲအဲ့လိုရှိပြန်ရပေါ့နော်။အဲ့တော့ဒတင်းတွေကတန်တရားကျွန်တော်တို့ဒီတိုင်းဆိုရင်တန်တရားလည်နေတော့မယ့်အနေဒါအဲ့ဒီအတွက်ဟိုဒီတရင်တစ်ခုကိုဖတ်လိုက်တာ ਨੇ ရည်ရွယ်ချက်ကတော့သိရမှာပါ ကျွန်တော်တို့ရည်ရွယ်ချက်ကတော့နှစ်ဖက်ဘဲမျှစီခြင်းနဲ့ရည်ရွယ်ချက်ပေါ့အဲ့လိုမျိုးဘဲမျှအောင်မေးတဲ့ဘဲလန်ညီအောင်လုပ်တဲ့တည်ရင်မျိုးတွေကြတော့ခွင့်လွှတ်ပေးနိုင်လို့မရဘူးဒါတော့ကျွန်တော်ပြောချင်တာကတော့ဘဲမျှအောင်လုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်ပြောမယ်ဘောနော်ဟိုကမ္ဘာဒီမိုစီနိုင်ငံကြီးတွေလို့ပြောတဲ့နိုင်ငံပေါ့ဗျာဥပမာကျွန်တော်ပြောမယ်တို့အိုစမာဘင်လာဒင်ကိုအကြမ်းဖက်လို့တို့သတ်မှတ်ခဲ့တယ်အဲ့တော့တကယ်ကိုမီဒီယာကြီးတွေဘောနော် အမေရိကန်မှာရှိတဲ့တကယ်နာမည်ကြီးမီဒီယာကြီးတွေကအမေရိကန်အစိုးရကဒီလိုမျိုးပြောလိုက်ရင်အိုစမာဘင်လာဒင်ကိုဖုံးနဲ့ဆက်သွယ်ပြီးတော့ကြာကြရေးတာမျိုးကိုနေလေးမြင်ဘူးလားလို့ပဲကျွန်တော်ကမေးချင်ဒါဆိုစဉ်းစားကြည့်ပါဒါပါပဲအဲ့တော့ကြာကြာတကယ်ဒီမိုကရေစီရဲ့ဘူးရီတို့ဒီမိုကရေစီရဲ့ဝါဘားရီတို့ပြောနေတဲ့နိုင်ငံကြီးတွေတောင်ပါပဲသူတို့ရဲ့အကြမ်းဖက်လို့ကြီးညာထားရင်သူတို့သတင်းဌာနတွေဘလို့လုံထုံးလုံနေတဲ့လုတ်တယ်ဆိုတာကို တွေ့ရမှာဖြစ်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်อืมရှေ့မှာမင်းပြောခဲ့တဲ့ဟာတွေဘုံကြီးကိုတတ်တာတို့ဘာဖြစ်တာတို့ညာဖြစ်တာတို့မင်းပြောတဲ့ဟာတွေမှသမျှမင်းစတဲ့ကလောက်တဲ့ဟာတွေကြီးပဲမင်းတို့စတဲ့ကလောက်တဲ့ဟာတွေကြီးပဲမင်းတို့စတဲ့ကဘုံကြီးမတတ်ဘူးပေါ့ဟုတ်လားမင်းမင်း तू ပြောတဲ့စကားတွေပဲနားထောင်ကြည့်လေ तू ပြောတဲ့ဥစ္စာမာတွေကို तू ကလင်ကချစ်ပြောနေမှန်းသိလို့စကားပြောတယ်ဟင်းဟင်းပြုံးတွေ့တယ်မလားတကယ်ကောင်ခက်ခက်ညာညာတီတီကြီးကြီးပြဒီကောင်ဘိုလ်ချုပ်ပြ ဘိုးချိုတာပြောပါတယ်ဗျာလမ်းဘေးရဲ့တရောင်းသားတော့မှလေးစားစရာမကောင်းတဲ့ကောင်းတွေပါဆိုအဲ့လိုကောင်တွေအဲ့လိုကောင်တွေကိုဟိုဒီသတင်းသမားဆိုတဲ့ကောင်ကလည်းဘာတွေသွားမေးနေမှမသိဘူးအမေးတဲ့ဥစ္စာနဲ့ဟိုကောင်ဖြေတဲ့ဥစ္စာလဲဟိုပြောမယ်ဆိုရင်အကျိုးနဲ့အကန်းနဲ့ဖြစ်နေတယ်အကျိုးကမေးတော့အကန်းအဖြေလိုဖြစ်နေတော့တလွဲတွေကြီးဖြစ်နေတာဗျာသိလားဆိုဒီနိုင်ငံဒီဘောမနေတဲ့အောက်တန်းသားတွေနဲ့အတူဒီစစ်ကောင်းဆောင်တွေဒီလိုဆောက်ယူနေတဲ့ကတော့မြန်မာနိုင်ငံကြီးက နေစရာကောင်းပါလေလို့နော်မြန်မာနိုင်ငံသားဖြစ်ရအတိတ်ကိုကျင့်နေစရာကောင်းပါလေလို့ပြောခဲ့တယ်ဟိုရုပ်ရှင်တွေကအန်နီတောင်မှဖြစ်နိုင်ခေါ်ပြီးတော့ပါရရမလို့ဖြစ်နေပြီနော် Okay ဆိုတော့နောက်တစ်ပြိုင်လေးတခုကြည့်ရမှာဒါတော့အဲ့လိုမျိုးပေါ့ဗျာကြက်ဖို့တို့နော်မင်းအွန်လိုင်းတို့ဇော်မဲလုံးတို့နော်တော်တော်လေးကိုတခိုးကြီးတွေပေါ့နော်တခိုးကြီးတွေတခိုးလေးတွေငတပြားတွေပေါ့နော်ငတပြားငတပြားဆိုတာကဟိုကျွန်တော်တို့စစ်တပ်ဘက်ကငတပြားနော်ဟိုပြည်သူဘက်ကိုရက်တဲ့ငတပြားမဟုတ်ဘူးနော်တခိုးကိုပြောနေတာဗျာ အဲ့ငတပြားကြီးတွေရဲ့အကြောင်းကိုနော်အဓိကတော့ခင်ကြီးပေါ့တခိုးခင်ကြီးခင်ကြီးတခိုးရဲ့အကြောင်းမကိုရှယ်လေးရဲ့ဖောက်တယ်ချလာပါတယ်နားထောင်ကြည့်အောင်ခင်ကြီးရိုက်တဲ့အကွက်တွေကတော်တော်ကျန်းတယ်ဟုတ်ပြီနော်ဒါတော်နိုင်ရင်အဖွဲစီအားလုံးကိုဒရိပ်ပေးလိုက်တယ်မင်းတို့တတ်တိတကယ်ရှိလားတကယ်တိုက်မှာအန်ယူဂျီကဝချွန်နဲ့ဒီဒေးခေါ်တာမင်းတို့အားလုံးပေါင်းပြီးတော့ရွေးကောက်ပွဲလုပ်မယ့်နေ့မှာဒီဒေးပြန်ခေါ်လိုက် เนาะခင်ကြီးဆိုတဲ့ကောင်ခိုးတာခိုးတာခိုးတာစရင်ပြောက်အင်းပြောက်ကိုခိုးတာဩအဲ့ကောင်ကဒုတံမရအစင်းလောက်ဖြစ်ချင်တာမင်းအောင်လာတံမရပေးမယ် तू ကဒုတံမရလုံးမယ်ဩပြီးအင်းနေဝင်းကို तू ကအခေါ်အောင်မယ်အာအကုန်တိတယ်ကွာမင်းတို့ဟုတ်လားမင်းတို့ကစားနေတဲ့ကွက်ဒီအားလုံးတိတယ်နောက်တစ်ခုတိရိယတနာက तू ရေးထားတဲ့ post မှာနားထောင်ကြည့်တာ 这里这压力我们带一片片的，带口的来八百票票好的，啊、hmm.，大家的口多，啊，多喽，好掏半个月了哦，赵昂山书记，阿苦了别多了，艾呀玛，这一看，骗你的，赵昂山书记这一路，白哥来给了，带苦票没得你国没有国，头来抬起来了。 အများကြီးပဲပြောဦးနော်အများကြီးမပြောဘူးပြီးတော့ခင်ဗျားတို့တိတ်ပြီးတော့ဗမာတနိုင်ကန်လုံးဝကျန်တဲ့လူတွေအလုံးတစ်ခုတ်တမားဆိုပြီးတော့ခင်ဗျားတို့လှုပ်လိုက်ပြီးတော့မောင်ဝိတ်နဲ့ပေါင်းရိုက်တဲ့အကွက်တွေအလုံးဟာမောင်ဝိတ်ပါထပ်ဖို့ပြီးတော့ဒေါ်စုမှာကွာလက်ဆဲချောင်းမကတဲ့ထောင်နှစ်သက်တမ်းနေနဲ့နေလိုက်ရတော့လေဘဝရောက်သွားတာလေอืมတိရိယတနာโอเคမတိဘူးเนาะ နင်တို့စောက်မိန်းမတွေအကြောင်းလည်းငါမပြောချင်ဘူးနော်။ငါရိုးရိုးရှင်းရှင်းပဲပြောတယ်။နင်တို့စောက်အတွေးတွေဒီမှာရက်လိုက်။อืมအားလုံး clearance နဲ့တိုက်ပါ။ clear လို့ဟိုတနေ့ကဖန်တရားမှာငါတော့မရတော့တပေါင်းဖြစ်သွားပြီတဲ့။အာယာမင်းအောင်လိုက်လက်ထက်မှာအခုခုဟိုတနေ့ကอืมဟုတ်ပြီနော်။မင်းအောင်လှိုင်တို့ခိုးတယ်ဆိုတာလေ။ကဘာမှာဘလူမကိုတိုက်တာလို့မရအောင်ခိုးတာ။โอ้ยဟုတ်လား ဒီဘက်ကလည်းခိုးတာဘာစရင်ပြောက်အင်းပြောက်စရင်စင်မရှိပဲခိုးတာอืมခင်ဗျားတို့ကြားဘူးတယ်မလား rationary ပြလုံးပြတ်တာလေဟာကောင်းကောင်းပြလုံးပြတ်တာကြားဘူးတယ်မလားစရင်ရှိတယ်အလူငွေရောဆိုစရင်ရှိတယ်ပဲအလူငွေအလူငွေပါမလဲဆိုစရင်မရှိတော့ဘူးဟဲ့လားဆောပါတော့ကိုဒီခုနှစ်ရက်သားသမီးကလူတဲ့အလူငွေတွေအပ်ထားတယ်အေးအလူငွေရောဆိုစရင်ရှိတယ်အခုလည်းဒီဒီဒီသဘောမျိုးဖြစ်နေတာပေါ့ညာသိရမလားဟို စည်ရင်ပြောင်းအင်းပြောင်းကိုးတယ်ဆိုတော့စဉ်းစားကြည့်ပါဘလောက်တောင်မှဟိုရက်နဲ့စက္ကန့်နဲ့အတွင်းမှာဟိုဒီတစ်စက္ကန့်အတွင်းတစ်မိနစ်အတွင်းတစ်နာရီအတွင်းတစ်ရက်အတွင်းတစ်လအတွင်းတစ်နှစ်အတွင်းဘလောက်တောင်ခိုးနေလဲဆိုတော့စဉ်းစားကြည့်ပါနော်အဲ့ဒါအဲ့အဲ့လေးပဲသိသိစေချင်တာเนาะအဲ့ဒါကြောင့်မလို့ဒါခင်ကြီးတခိုးတခိုးခင်ကြီးအကြောင်းကိုရှယ်လေးကဒါဖောက်တယ်ချလာတော့ Okay ဆိုတော့နောက်တစ်ပြိုင်လေးတစ်ခုကတော့ဒါကျွန်တော်တို့ဝချုပ်ကွန်မော်ပေါ့เนาะဝချုပ်ကွန်မော်ရဲ့တော်လန်စကားတွေကိုလည်းအားလုံးပဲတူတူနားထောင်ကြည့်အောင် မြန်မာစစ်တပ်ကိုတော်လှန်နေကြတဲ့အဖွဲ့အစည်းတွေနဲ့ KIA လက်တွဲသွားဖို့မူဝါဒရှိတယ်လို့ကျွန်တော်တို့ဟိုအဲ့လိုအကြံမြင်နားလည်ထားပါဗျ။အဲ့တော့ NUG လား NUG လက်အောက်ခံမဟုတ်တဲ့လက်နက်ကင်တွေလားနောက်ပြီးဝါတို့နောက်ပိုင်းသုံးပွဲလို့အဖွဲ့တွေလားဒီလိုအဖွဲ့တွေနဲ့ရောဘယ်လိုလက်တွဲမှုလုပ်သွားမှာလဲ။သူတို့နဲ့ရောအခုလက်ရှိဆက်ဆံရေးအခြေအနေကဘယ်လိုများရှိလဲခင်ဗျာဘုရားကြီး။အဲဒီကိစ္စကတော့ကျွန်တော်တို့သုံးပိုင်းရှိပါတယ်။ဥပမာဒီကျွန်တော် FPNC or FPNCC solution တော့အစကတည်းကအစုဖွဲ့ထားတဲ့နိုင်ငံရေးအဖွဲ့ပေါ့ဒါတော့ဒီဟိုစီရင်တဲ့တိုက်ရိုက်မှာပတ်သက်တဲ့ဒီမြောက်ပိုင်းကအဖွဲ့တွေဖြစ်ပါတယ်နောက်တစ်ဖွဲ့ကတော့ဒီကျွန်တော်တို့အစကတည်းကကျွန်တော်တို့ဟိုတိုက်ပွဲတွေဆင်နွှဲနေတဲ့အဖွဲ့အထူးသဖြင့်တော့ဒီတိုင်းသားလက်နက်ကိုင်တော်လာရေးအဖွဲ့တွေပေါ့အဲ့ဒီအချိန်မှာတော့ခုနပြောတဲ့ဒီဟို AE တို့ ENLE တို့ပါပီးသားဖြစ်ပါတယ်ကိုကောင်တို့ပါပီးသားဖြစ်ပါတယ်ကျွန်တော်တို့ TIA တို့ အဲပြင်အချားဒီတိုင်းသားတော်လာရေးအခွင့်အရေးတွေပေါ့လေအဲနောက်ခုတော့ဒီຫນွေဦးတော်လာရေးမှာပေါ်ပေါက်လာတဲ့ဟိုအခွင့်အရေးဖြစ်ပါလေအဲ့တော့ဒီ၃ဘိုင်းရှိပါလေအဲ့တော့ကျွန်တော်တို့အနေနဲ့တော့ဒီတော်လာရေးဆင်နွှဲနေတဲ့အခွင့်အရေးတွေကအစကတည်းကကျွန်တော်တို့လက်တွဲနေတဲ့အနေအထားဖြစ်တယ်ຫນွေဦးတော်လာရေးတော်လာမှာပေါ်ပေါက်လာတဲ့ဒီတော်လာရေးအခွင့်အရေးတွေလည်းကျွန်တော်တို့ ਨੇ ဟိုဘာပေါ့ထိဆက်နေတဲ့အခွင့်အရေးတွေလည်းကျွန်တော်တို့လက်တွဲပြီးဆောင်ရွက်နေတာဖြစ်ပါလေအဲ့မှာအထူးသဖြင့်တော့ဒီကျွန်တော်တို့ MOD နဲ့ဖြစ်ပါတယ် MOD နဲ့တော့ကျွန်တော်တို့ဒီစကိုင်းတိုင်းဟို data တစ်လျှောက်လုံးမှာကျွန်တော်တို့နဲ့ထိဆက်နေတဲ့နေရာဒီမှာအတူတူကဒီဟိုအချိန်အကြာကြီးပေါ့လေဒီ new online ဆက်ကြတဲ့ကျွန်တော်တို့အတူတက်တွဲ submit နေတာဖြစ်ပါတယ်တခြားကျွန်တော်တို့နဲ့ဟိုထိဆက်မှုမရှိတဲ့အဖွဲ့တွေနဲ့တော့ကျွန်တော်တို့အဲ့လိုလက်တွေ့ဟိုလက်တွေ့မျိုးဆောင်ရွက်နေတာမျိုးတော့မရှိပါဘူးလိုအပ်လို့ရှိရင်တော့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမှာဖြစ်ပါတယ်ရွေးဥတော်လည်းနောက်ပိုင်းမှာပေါ်လာတဲ့တက်တွေအပေါ်မှာ ဗိုလ်ချုပ်ကြီးဘယ်လိုရှုမြင်ပါလဲ။နေဦးတော်လှန်ရေးဘလောက်ခီးပေါက်နေပြီလို့ပြောလို့ရမလဲခင်ဗျ။အဲ့ပွဲအနေနဲ့ကတော့အကုန်လုံးဟိုအားရစရာကောင်းပါလေ။ဒါပေမဲ့တိုက်ပွဲများကိုပေါ်ဆောင်တဲ့ချိတ်ဆက်မှုနဲ့နိုင်ငံရေးအရဟိုကျွတ်တင်ဆွေးနွေးတဲ့အပိုင်းမှာတော့အားရစရာမရှိသေးပါဘူးကျွန်တော်တို့ဒီတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတော်တော်များများကတော့ကျွန်တော်တို့ရဲ့ဟိုရင်းမှတ်ချက်တွေကိုထုတ်ဖော်ပြောတာဖြစ်ပါပဲ။ ဟိုဟိုထုတ်ဖို့ပြည်သားဖြစ်တာပေါ့လေဥမာကျွန်တော်တို့ဒီ27ရာစုပင်လုံလိုနေရာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းသားတော်လိုင်းရင်အင်အားစုတွေစုပေါင်းပြီးတင်ထားတဲ့ဟိုဖက်ဒရယ်မူလို့ဘာလို့ရှိတာပေါ့ဒါပေမဲ့အခုနောက်ပိုင်းဒီနေဦးတော်လိုင်းရေးမှာစုဖွဲ့ပြီးတော်လိုင်းရေးလုပ်နေတဲ့အဖွဲ့တွေရဲ့မူဝါဒကတော့ဘယ်အဖွဲ့ကဘယ်လိုသွားမလဲဆိုတာဟိုကြီးညာချက်တည်းရှင်းရှင်းလင်းလင်းသိမရှိသေးဘူးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဟိုတချို့အဖွဲ့ကတော့ဒီ ဟိုစစ်အာဏာရှင်စနစ်ကိုအပြစ်တိုက်မယ်ဆိုတဲ့ရင်မှန်းချက်မျိုးတော့ကြားနေရတာပေါ့အဲ့တော့တလောက်နဲ့မလုံလောက်ဘူးလို့ထင်ပါတယ်တိုက်ပွဲများကိုအားရတော့လည်းပဲတိုက်ပွဲအလွန်အတွက်ကျွန်တော်တို့စူးစီမှုတွေကတော့အားရစရာမကောင်းသေးဘူးလို့ပြောချင်ပါတယ်อืมဆိုတော့ကျွန်တော်တို့ဒါတွေ့ခဲ့တာဆိုရင်ဒါလောလောဆယ်မှာတော့မြင်းချံဘက်မှာတော့ဒါစပြီးတော့မှသူတို့စုဖွဲ့လိုက်ပြီးချန်တဲ့နေရာတွေလည်းအဲ့လိုစုဖွဲ့မှုတွေလုပ်နိုင်ဖို့အတွက်အရေးကြီးပါတယ်အဲ့ဒါမှသာလေကျွန်တော်တို့မြေပြင်မှာရောကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့ချိတ်ဆက်မှုတွေလည်းအားကောင်းလာမယ် ဒေါ်လာအေးအတွက်လည်း data ပို့ပြီးတော့မှအရှစ်ဆက်ပြီးတော့မှပို့ပြီးတော့မှအလုပ်တွေလုပ်နိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်။တေချာတခုတော့လောလောဆယ်ချင်းနေတခုမှတော့ KIA နေနဲ့တော့ DNL နေနဲ့တော့လက်ဖြုတ်လိုက်ပြီးတော့ကျွန်တော်တို့ထင်ပါတယ်။ဆိုတော့ဟိုထုံးတို့ထားတယ်ဆိုတော့ DNL တို့ရဲ့ခေါင်းချုပ်တာချုပ်ကြားတို့ရဲ့အာချင်းနေကတော့ဘယ်လိုလဲတော့ကျွန်တော်တို့မသိနိုင်ပေမဲ့မိုးကုတ်ကိုစစ်တပ်ကိုခေါ်သွင်းလာတဲ့သူတို့ကိုယ်တိုင်ကဒါကာကွယ်ပေးပြီးတော့မှခေါ်သွင်းလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှ တော်တော်လေးကိုရုပ်ပေါက်တဲ့ DNL ရဲ့လုပ်ရက်ကတော့ကျွန်တော်အနေနဲ့တော့အပြည့်အစုံရှုံချပါတယ်ကျွန်တော်အနေနဲ့ပြောချင်တာပါလဲဆိုတော့တော်လိုင်းကြီးကိုမျက်နှာမူပြီးကြည့်မယ်ဆိုရင်ဘာဟုကြောက်နေရမှာလဲလို့ပဲကျွန်တော်တော့မေးချင်ပါတယ်အထူးတကွာတွေ့တိုက်ခဲ့တဲ့မဟာမိတ်တွေဖြစ်ခဲ့တဲ့ဒါပေမဲ့ဒီလိုချိန်မှာတော့ကျွန်တော်တို့တော်လိုင်းကြီးပေါ်မှာတစ္ဆာဖောက်တဲ့အနေထားမျိုးတွေလောက်လာပြီဆိုရင်တော့ဘယ်လက်နက်ကင်အောင်မှဘယ်လူမျိုးကိုမှအားနာစရာမလိုပါဘူးလို့တော်လိုင်းကြီးမှာပါဝင်နေတဲ့ လက်နက်ကင်ညီကိုတွေအကုန်လုံးတော်လန့်ပြီးသူအားလုံးကိုအတိပေးနေမှာဂျေစုတင်နေနော်အားလုံးပဲနောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့တော်လန့်နေ့ဖြစ်ပါစေ Platter Reblog YouTube Channel ဖြစ်ပါれခင်ဗျာကြည့်ရှုအားပေးကြတဲ့တော်လန့်မျိုးတွေအားလုံးပဲစိတ်ချမ်းသာရေကိုကြီးကျမ်းမာခြင်းနဲ့တလုံးတော့ဝပြည့်ဝနိုင်ကြပါစေခင်ဗျာ